အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မေလ9ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေထက်ကပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနေဆက်မှာဆိုလို့ရှိရင်မောတောင်ကုန်းသွေးလမ်းကြောင်းရှိတဲ့စကားစကားနေပြီးတော့စစ်ကြောင်းထိုးလာတဲ့ပြီးမှဒီဖက်က KNL ပူပေါင်းဖွဲ့တွေနဲ့နေပြီးတော့တိုက်ပွဲဖြစ်တဲ့လေးလတာကာလအတွင်းမှာဆိုလို့ရှိရင်ဒူတိုင်ယမူတိုင်ယမူဒူဘိုမူအပါအဝင်150တေဆုံးသွားတယ်အဲ့ဒီမှာသူတို့ကိုအပြတ်ချင်မှုနိုင်တဲ့ဆိုတဲ့ဟာကို KNL ကနေပြီးတော့ထုတ်ပြန်တယ် နောက်တစ်ခုကကျွန်တော်တို့တနင်္လာရီတနင်္လာရီမျိုးနေနာအဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်းစုမျိုးနေအစမှာဆိုလို့ရှိရင်အဲ့ဒီ shaders ခန်းကိုဒီ paper ကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဘုံမူးညင်ဝင်းအပါအဝင်၄ယောက်ကကြာဆုံးတယ်အဲ့ဒီမှာစခန်းမှာရှိတဲ့လူတွေကဆိုလို့ရှိရင်မနေရဘူးမနေရတဲ့ခါကျတော့ဟိုထိုင်းဖက်မှာအကုန်လုံးထွက်ပြေးသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကခုရန်ကုန်မန္တလေးပြေးတဲ့ဒီလေယာဉ်တစ်စီးကနေပြီးတော့တော့ပြန်မလို့သွားတာနဲ့နော်အဲ့ဒီမှာသူတို့မပြန်ချင်မှသူတို့ကဘိန်းနဲ့အရင်ဆုံးကားလုံးပဲသွားတာဟုတ်နော်သွားပြီးတော့အဲ့ဒီပြေးလမ်းမှာဆိုလို့ရှိရင် ဲ့အဲ့ဒီဘိန်းပေါက်သွားတယ်နော်ဘိန်းပေါက်ပြီးတော့အဲ့ဒီမှာပို့တိုက်ပြီးတော့တော်တော်ကိုမီးလောင်သွားတယ်နော်မီးလောင်တယ်အဲ့ဒီဟာကိုနော်ခီးသေးရနေပြီးတော့ဘလောက်ပါလဲဆိုလို့ချင်းတရား၄၀နဲ့၃ယောက်ပါတယ်ခီးသေးတွေကတော့အထိခိုက်မရှိဘူးဘာဖြစ်လို့ဆိုတော့မပြန်ရသေးဘူးနော်အဲ့ဒီမှာသူတို့ပြန်မလို့အဲ့ဒီမှာလေပြေးလမ်းကုန်နေပြီးတော့သွားတာဒီကားလိုပဲသွားတာနော်သွားပြီးမှသူတို့ကဥမော့ပြီးတော့တက်တာကိုလေရင်ပြင်းကဆိုတော့အဲ့ဒီမှာပုတ်တိုက်ပြီးတော့အပူလုံကဲပြီးတော့အဲ့ဒီမှာ ဘိနီလုံးသွားတယ်အဲ့ဒီတတိယလည်းတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရန်ကုန်မှာဆိုလို့ရှိရင်တော့မြင်းကလေးထပ်ပြီးတော့လှုပ်ပြန်တယ်နော်မြင်းကလေးကလည်းမြန်မာနိုင်ငံမှာတော်တော်ကိုပျော်နေတယ်ဘာဖြစ်ဆိုတော့လူအသေးပျောက်တယ်တော်တော်များတယ်ဆိုတော့ကျွန်တော်တို့ဒီအရစကားနဲ့ပြောမယ်ဆိုရင်တော့တော်တော်ကိုသိစားနေတယ်နော်သိစားနေတယ်လူတွေအများကြီးသေတယ်နော်မြင်းကလေးလောက်တိုင်း အာဒီမှာဆိုတော့အခုထိုက်ပြီးတော့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 လှုပ်တော့ကိုတွေ့ရတယ်။ဒါပေမဲ့အငေးတွေပေါ့နော်။ဆိုတော့အဒီမှာရန်ကုန်မှာရှိတဲ့ဒီလေးကူမှာပေါ့အဓိကပေါ့ပြိုးတော့လှုပ်လှုပ်တာကကျွန်တော်တို့လေးကူမှာဆိုတော့အဒီကတော့အပေါ်ထပ်မှနေတဲ့လူတွေကတော်တော်ကြောက်ပြီးတော့ပြေးလာတယ်နော်ပြေးလာတယ်။ပြေးလာတဲ့ခါကျတော့အောက်မှာရောက်ပြန်တော့လဲနော်ဆက်ကဆက်ကဒီဖမ်းတယ်ဖမ်းတယ်ဆိုတာကခုနကစစ်မှုထောက်ဥပဒေနဲ့လူငယ်တွေကိုလိုက်ဖမ်းတယ်။ဟောအထက်မြင့်ပေါ်မှာနေတဲ့လူတွေကထွက်ပြေးလာတယ်နော်အောက်ကိုဆင်းပြေးလာတယ်။ကြောက်တယ်သူတို့ကလည်း တော်တော်ကိုလန့်သွားပြီเนาะအထမ်းမြင့်မှနေတဲ့လူတွေတော်တော်လန့်သွားပြီတခါမှမတွေးဖူးဘူးဆိုတော့လူတွေအများကြီးတေပြက်စင်မှုတွေကဒီနေ့ထက်တိအဲ့ဒီအလောင်းတွေကိုတချို့တွေကပျောက်ဆုံးနေသေးပဲ follow မရဘူးအဆောက်အဦတွေကလည်းရှင်းနေလို့မပြီးနိုင်သေးဘူးအဲ့ဒီဆက်ချမှာထပ်ပြီးတော့မင်္ဂလာတွေကထပ်ထပ်ထပ်လှုပ်တဲ့ခါကျတော့လူတွေကတော်တော်ကိုချီးလန်းစားစားနေတယ်နောက်တချို့လူတွေဆိုလို့ရှိရင်တော့တိုက်ဒီအထမ်းမြင့်တွေမှမမြင်ရတော့ဘူးဒီတိုက်ကိုမြင်တာနဲ့ကြောက်တယ်နောက်ကြောက်တယ်တချို့လူတွေဒီလိုပြီးပြီးတော့နေတဲ့လူတွေဒီရက်ကြာကြီးအဲ့လိုမျိုးအပိတ်ခံနဲ့ လူတွေအဲ့လိုမျိုးလွတ်မြောက်လာတဲ့လူတွေဆိုရင်တော့အာလုံးဝတိုက်မှနေရမှာမဟုတ်တော့ဘူးเนาะနွားအိမ်မှာပဲနေတော့မယ်သူတို့ပဲတော့မှတိုက်မှနေရမှာမဟုတ်တော့ဘူးတော်တော်ကိုလန့်သွားပြီเนาะအဲ့ဒီမျိုးဟုတ်သုံးထပ်လေးထပ်ပေါ်ကနေပြီးတော့ဆင်းပြေးလာတဲ့အောက်မှာရောက်တော့ကျွန်တော်တို့စိတ်မထောက်ဥပဒေနဲ့ ဆက်ကဆက်ကဖမ်းတယ်အဲ့ဒီမှာလူငယ်တယောက်ပါတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရခိုင်ပင်နယ်ကြောက်ဖြူမြို့နယ်အဲ့ဒီ main တက်တောင်မှာဆိုလို့ရှိရင်တိုက်ပွဲကြီးကြီးဖြစ်နေတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ရခိုင်ပင်နယ်မှာ၁၆မြို့နယ်ရှိတယ်ဆေးလက်မြို့နယ်ကိုတင်ထားပြီးသားဖြစ်တယ်ဆိုတော့အခုကျန်တာကတော့ကြောက်ဖြူရဲမောင်ရဲစစ်တွေရဲเนาะဒီနေရာတွေမှာလည်းမြို့ပဲကျန်တော့တယ်เนาะမြို့ကိုကွက်လေးပဲကျန်တော့တယ်အထူးသဖြင့်ကျွန်တော်တို့ဒီကြောက်ဖြူကြောက်ဖြူကတော့တော်တော်ကိုတိုင်လို့ရပြီဆိုတော့အခုဒီနေရာမှာပေါ်ပြထားတဲ့စခန်းကတော့ကျွန်တော်တို့ main တက်တောင်တိုက်ပွဲအဲ့ဒီမှာကြီးကြီးဖြစ်တယ်ဆိုတော့အဲ့ဒီမှာဆက်ခါစာအယောက်ပေါင်း80ရှိတယ် တယ်။ဒီမှာအင်အားကတော့90ရှိတယ်။အဲ့ဒီမှာကင်မိုဝတ်တက်လူတွေကတော့30ရှိတယ်။နောက်30ရှိတယ်။အဲ့ဒီဟာကနေပြီးတော့တိုက်ပွဲတွေကြီးကြီးဖြစ်တဲ့ခါကျတော့အတားကတမ96တမ96ကလူတွေကနေပြီးတော့အဲ့ဒီမှာကစင်ကလျာအကုန်လုံးဖွဲ့စည်းပုံပြတ်ပြီးတော့အဆက်သွေးတွေအကုန်လုံးပြတ်တောက်သွားပြီးတော့ လုံးဝရှာလို့မသိတော့ဘူးเนาะသူတို့ကိုဘယ်လိုပြောမလဲပျောက်သွားတယ်အဆက်တွေပြတ်သွားတယ်เนาะအဲ့ဒီမှာတမကိုးစင်းနဲ့ကိုအင်အား80ရှိတဲ့အဲ့ဒီတက်တစ်ခုလုံးကအဆက်တွေလုံးဝပြတ်နေတယ်ခုပျောက်ဆုံးနေတယ်เนาะအဲ့ဒီမှာဒီလောက်ထိဒီဖက်ကဆော်ထားတာဆိုတော့အဲ့ဒီမှာကြောက်ဖြူမှာတော့တော်တော်ကိုဆော်တာကိုတွေ့ရတယ်မကြခင်မှာကျွန်တော်တို့ဒီ AA လက်ထက်ကိုရောက်တော့မင်းထင်ပါတယ်เนาะမိုးကြပါမလားမသိဘူးเนาะမိုးမကြခင်မှာအကုန်လုံးဒီကြောက်ဖြူတော့အပြစ်တတ် ိုင်မဲ့ပုံဖြစ်နေတယ်အပြီးလို့ရှိရင်တော့ကျွန်တော်တို့ပုံမောပုံမောကလည်းတိတ်ချင်းနေမကောင်းဘူးဆိုတော့ဒီမိုးတော့မကြောက်နဲ့တူတယ်เนาะအဲ့ဒီပုံမောကလည်းတော်တော်ကိုတိတ်နေတယ်ဒါပေမဲ့တိုက်ခွေတွေကတော့ကြည်ကြည်ဖြစ်နေတော့ပဲဆိုတော့အဲ့ဒါကရခိုင်ပြည်နယ်ရဲ့အဖြစ်အပျက်တစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့တင်းင်းတာရီเนาะကောတောင်းနေမှာဆိုလို့ရှိရင်တော့မလင်းဝင်းဒေတာမှာစစ်ကြောင်ထိုးလာတဲ့ခမရ၅ရှစ်လေးကိုနေပြီးတော့ဒီဖြစ်ကတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဒီဘိုးအူအပါဝင်เนาะ၃ရောက်သေးတယ်နောက်၃ရောက်သေးတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ် နောက်တစ်ခုကဒီနေ့သတင်းမီဒီယာလောကမှာတော်တော်ကိုဖော်ပြထားတဲ့အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်နော်ပါကစ္စတန်သူတို့နေရာကိုလည်းတော်တော်ကိုရန်စာချနေကြတယ်ချလိုက်ကြတယ်အဲ့ဒီမှာဒီအိန္ဒိယဘက်ကနေပြီးတော့လှမ်းပစ်တာနော်မီဆိုင်းတုံးနဲ့နေပြီးတော့ကိုလုံးပစ်တယ်နော်ကိုလုံးပစ်တယ်ဆိုတော့ပါကစ္စတန်ဘက်ကဘလော့သေးသွားလဲဆိုလို့ရှိရင်တော့အယောက်26ယောက်သေသွားတယ်အဲ့ဒီမှာ46ယောက်ကဒဏ်ရာရရှိတယ်ဆိုတော့အိန္ဒိယဘက်ကတော့လူအသေးပြောက်တော့နေနေနေတယ်အဲ့ဒီမှာသူတို့ကလည်းပြက်စီဆွတ်ချုံမှုတော့ပုံများတယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာအိန္ဒိယဘက်မှာတော့5ယောက်သေပြီးတော့အဲ့ဒီမှာ jet fighter ပေါ့နော် Fighter Fighter ငါးစီးအပြစ်ခံရတယ်နော်ငါးစီးအပြစ်ခံရတယ်ဆိုတော့သူလည်းတော်တော်ကိုဆုံးရှုံးမှုရှိတယ်ဒီဖက်မှာတော့လူသားရဲ့အမြင်ကတော့26ယောက်သေးတယ်26ယောက်တန်ရတယ်ပါကစ္စတန်ဖက်မှာအဲ့ဒါကဒီကက်စမီးယားမှာသူတို့ကတော့အဲ့ဒီနေရာခဏခဏဖြစ်တာပဲဒီကက်စမီးယားကလည်းကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်အတွက်တကယ်နော်စစ်ပွဲဖြစ်တဲ့နေရာတွေဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီဟိုဘက်ကအိန္ဒိယဖက်ကပြစ်တဲ့ခါကျတော့ဒီဘက်ကဒေါ်နယ်ထရန့်နော်ဒီအမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်လည်းပြောပါတယ်နော်အဲ့ဒါကတကယ်တရေဘောကြောင့်လည်းလောက်ရက်တွေဖြစ်တဲ့နော်အဲ့ဒါမှာ ဆိုတော့ဒီအိန္ဒိယပြည်နေပဲဖြစ်တာเนาะသူတို့သူတို့ရဲ့နေနေရနေပြီးတော့ဖြစ်တာဆိုတော့အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဒီတတိယလည်းတကယ့်ထိစီးတတိယအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအိန္ဒိယနဲ့ပါကစ္စတန်ကိုเนาะဒီတိုက်ပွဲတွေရပ်ဖို့ဒီရုရှားလည်းတောင်းဆိုတယ်ပြီးတော့မာလာလည်းပါလိုက်သေးတယ်အဲ့နဲ့မာလာလည်းထင်းထင်းထင်းလောက်ကြဖို့ဆိုတော့အဲ့ဒီထင်မှာเนาะဒီရုရှားလည်းပါတယ်တရုတ်လည်းပါတယ်အမေရိကလည်းပါတယ်အခု UN ကတော့ ဒီကုလသမဂ္ဂ UN ပေါ့ UN ကတော့အဲ့ဒီမှာဒီ claim ကိုလည်းအဲ့ဒီမှာသွားနေတယ်နော်သွားနေတယ်ဆိုတဲ့ခါကျတော့တော်တော်ကိုကြီးကြီးကျယ်ကျယ်လူတွေကဘာကနေပြီးတော့အယုံဆိုင်တဲ့တင်းတပုတ်အနေနဲ့တွေ့ရတယ်မြန်မာနိုင်ငံရဲ့တင်းတွေမှာလည်းကျွန်တော်တို့ထိတ်စီတင်းအနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မအလာဒီမအလာကကျွန်တော်တို့ဒီရုရှားကိုသွားမယ်သွားတဲ့ခါကျတော့ဒီတစ်ခါတော့တကက်ပျော်ပျော်ပါပါသွားကြတဲ့ပုံစံမျိုးတော့တွေ့ရတယ်เนาะအဲ့ဒါကပါလဲဆိုလို့ရှိရင်เนาะသူမိမပါတယ်တာသမီတွေပါတယ်မြင်းမြင့်တွေပါတယ်เนาะအကုန်လုံးမိသားစုတစုလုံး နော်အဲ့ဒီမှာသွားကြတာပျော်ပျော်ပါပါ honeymoon ထွက်တယ်လို့ပဲနော်တကယ်ဒီ fit trip တခုခုကိုသွားနေတယ်လို့ပဲပျော်ပွဲစားထွက်နေတယ်လို့ပဲเนาะအဲ့ဒီရုရှားကနေပြီးတော့ဒုတိယအကြိမ်မြောက်เนาะဒီနှစ်အတွင်းမှာဒုတိယအကြိမ်မြောက်သွားတာဖြစ်တယ်ရုရှားသမ္မတဘုတရားလည်းသူ့ကိုဖိတ်တယ်ဆိုတော့အဲ့ဒါကဘာဖြစ်လို့ဒီလိုလုပ်လဲဆိုလို့ရှိရင်เนาะရုရှားမှာဆိုလို့ရှိတာဒုတိယကပါစစ်ဒုတိယကပါစစ်ကဘသူ့ကိုနိုင်တယ်လဲဆိုလို့ရှိရင်တော့ဒီနာဇီဂျာမနီကိုနေပြီးတော့နိုင်တာเนาะဆိုပြီးပြည်ထောင်စုကနေပြီးတော့နိုင်တယ်နိုင်တာဖြစ်တယ်အဲ့ဒါကနေပြီးတော့ဒုတိယကပါစစ်ပြီးသွားတယ်เนาะပြီးသွားတယ်ဆုံးတတ်သွားတယ်တတ်သွားတယ်ဆိုတော့အဲ့ဒါက280ပြည့်เนาะရင်ပြင်းနေတယ် အောင်ပွဲခံတဲ့ပွဲနော်ပွဲမှနေပြီးတော့မအလာကိုနေပြီးတော့တကူတကဖိတ်တယ်သူရဲ့တကယ်နော်သွေးတောက်ဟိုတငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေဆိုတော့တရုတ်ခြေချင်းပင်လေးသွားမယ်ဆိုတော့မြောက်ကိုရီးယားတော့ကျွန်တော်မကြားသေးဘူးသတင်းမှာတော့မတွေ့ရသေးဘူးမြောက်ကိုရီးယားလည်းသူတို့သွားမှာပဲဆိုတော့သတင်းမီဒီယာတွေမှာတော့ဒီကောင်းဆောင်တွေနိုင်ငံကောင်းဆောင်တွေသွားမယ်ဆိုတဲ့ဟာကိုတော့ပေါ်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကဒီမအလာကဒီစစ်ပဲဆိုင်ရာလွတ်ပိုင်ခွင့်ကိုနေပြီးတော့ဆုံးဖြတ်ခွင့်ကိုဘယ်သူကိုပို့ပြီးတော့အာနာပေးလဲဆိုလို့ရှိရင်တော့ဒုကာချောကတော့သူ့ရဲ့အောက်ကပေါ့အမှန်ဆိုရင်တော့ ီဆေးရဆေးရနဲ့ပတ်သက်ပြီးတော့ဒုက္ခချုပ်ဆိုးဝင်လက်ဖက်ချုပ်ဆိုးဝင်ကနေပြီးတော့ပို့ပြီးတော့အဲ့ဒီဟာကိုတောင်းယူရမယ်ဒါပေမဲ့ဒီကာချုပ်ဆိုးဝင်ကိုသိမယုံဘူးမယုံတဲ့ခါကျတော့အခုက DSA အပတ်စဉ် 35ဘူချုပ်ကြီးကျော်စော်လင်းကျွန်တော်ကျော်စော်လင်းကိုနေပြီးတော့အားလုံးတွေ့အပ်ထားတယ်အဒီကာချုပ်တက်တော်မှာပို့ပြီးတော့တာဝန်ယူပြီးတော့လောက်ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာပြင်ချက်တဲ့ခါကျတော့ပို့ပြီးတော့မလောက်ရတာကပို့ပြီးတော့ကောင်းတယ်เนาะအရင်တော့ဆိုလို့ရှိရင်တော့သူတို့ကအသာစီးအနေနဲ့ဒီဆေးဆေးရတွေမှာကျွန်တော်တို့လုတ်တယ်ဒါအခုအချိန်မှာကျတော့တတော်ကိုအသေးပြောင်းပြတဲ့ခါကျတော့တတော်ကိုဒီဟာကိုလုတ်တာကထိလို့ရှာလို့တကယ် sensitive ဖြစ်တဲ့နေရာတွေဖြစ်တဲ့ခါကျတော့เนาะအဲ့ဒီဒုက္ခချိုးကတော့နော်စိုးဝင်ရတော့ပို့ပြီးတော့နော်နှစ်သက်ပါပေါ့เนาะသူဥဆောင်မလို့မလောက်ရဘူးတကယ်တမ်းအမားတွေပဲလုတ်ခဲ့တော့မှာ အခုနကကျော်စောလင်းကနေပြီးတော့တောင်းယူရမှာဟုတ်ဆိုတော့ဒီဒုက္ခချုပ်ကတော့ပို့ပြီးတော့သူတို့ကတော့ကြိုက်ပါပဲเนาะကြိုက်ပါပဲကျွန်တော်အမြင်တော့အဲ့လိုမျိုးပေါ့เนาะတွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီနေ့ညနေပိုင်း9နာရီခွဲမှာဒီ Vatican မှာဆိုလို့ရှိရင်ပုပ်ရဟန်းမင်းကြီးရွေးတဲ့ပွဲတွေလုပ်ကြမယ်ဆိုတော့အဲ့ဒီမှာ Cardinal เนาะဒီ Cardinal ဆိုတာကတော့ဒီတကယ်လွတ်တော်ပုံစံမျိုးနဲ့ကြည့်မယ်ဆိုလို့ရှိရင်လွတ်တော်အမတ်တွေပေါ့เนาะလွတ်တော်အမတ်တွေ Cardinal အဲ့ဒီမြန်မာနိုင်ငံကဆိုလို့ရှိရင်လည်းဒီ Cardinal ချားဖို့ တယောက်ရှိတယ်เนาะချက်ပေါ်ကလည်းသူတို့အဲ့ဒီမှာသွားပြီးเนาะသွားပြီးအဲ့ဒီမှာဘလောက်ရှိလဲဆိုလို့ရှိရင်အဲ့ဒီကာလီနာက133ယောက်ရှိတယ်เนาะ3ယောက်ရှိတယ်သူတို့ကဒီပုတ်ဟိုင်းမင်းကြီးအစ်စ်ကိုရွေးရမယ်เนาะရွေးရမယ်ဆိုတော့အဲ့ဒီမှာစကတင်ကတော့ခုကတော့เนาะ15ယောက်ရှိတယ်เนาะ133ယောက်ထဲမှာ15ယောက်ကတော့စကတင်ဖြစ်တယ်ဒီနေ့ရွေးမယ်ဆိုတော့အဲ့ဒီမှာအနည်းဆုံး89မင်းရတဲ့လူကအဲ့ဒီကာလီနာကတော့ကျွန်တော်တို့ဖုန်ကြီးဖြစ်မယ်เนาะအခုပုတ်ဟိုင်းမင်းကြီးဖြစ်မှာပါเนาะ အဲ့ဒါက system ဖျားเจ้ามาနေပြီးတော့သူတို့ဖျားเจ้ามาဒီနေ့လူတွေရွေးရမယ်ရွေးလို့အောင်မြင်ပြီဆိုလို့ရှိရင်သူတို့ကမိခိုးတိုင်ရှိတယ်เนาะအဲ့ဒီမိခိုးတိုင်ကနေပြီးတော့မိခိုးကိုလွတ်တယ်မိခိုးကိုလွတ်တယ်အဲ့ဒီမှာအဖြူရောင်မိခိုးတွေထွက်လာပြီဆိုလို့ရှိရင်တော့အဲ့ဒါကတော့ဒီပုံရဟမင်းကြီးရွေးပြီးတော့အောင်မြင်သွားပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာလည်းမိခိုးအနေအောင်ထွက်လို့ရှိရင်အဲ့ဒါကနမိတ်မကောင်းဘူးเนาะနမိတ်မကောင်းဘူးဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့အဖြူရောင်ထွက်ပြီဆိုလို့ရှိရင်တော့အော် ောက်ကောက်ပေါ်မှာပြေးဆုံးသွားတယ်เนาะမိခိုကတော့မိခိုလွတ်တာပဲဒါပေမဲ့အဲ့ဒီမှာအဖြူရောင်နဲ့အမေးရောင်မလို့ထွက်ရလဲဆိုတာတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ခုဒီ Francis တဲတုံးကတော့အဲ့ဒီမှာအမေးရောင်ထွက်တယ်เนาะအမေးရောင်ထွက်တယ်သူတို့ဒီ Cardinal ဖုန်ကြီးတွေရွေးတဲ့အခါမှာဒီပုံရမင်းကိုရွေးတဲ့အခါမှာပြေးစီတဲ့အခါမှာအဲ့ဒီမိခိုကိုအဲ့ဒီမိခိုတိုင်ကနေပြီးတော့လွတ်တယ်เนาะလွတ်တဲ့အခါကျတော့အနက်ရောင်ထွက်တယ်เนาะအဲ့ဒီ Pope Francis အခုဆုံးသွားတဲ့အဲ့ဒီကိုလည်းသွားတဲ့ Pope Francis ရွေးတော့ကเนาะအဲ့ဒီမှာ ဒီမိခိုးရောင်ကအနဲ့ရောင်ထွက်တယ်အနဲ့ရောင်ထွက်တယ်ဆိုတော့တော်တော်ဝေဖန်မှုတွေတော်တော်ဆိုးရွားမှုတွေတော်တော်တော့ကြည်ကြည်လောင်ထွက်ခဲ့ဘူးသေးတယ်ဆိုတော့အခုဒီတစ်ခေါက်တော့ ဘယ်ပေါ်ကနေပြီးတော့ပုံရိုင်းမကြီးဖြစ်မလဲမသိဘူးเนาะအဲ့ဒီမှာဒီဂါဒီနယ်ထဲမှာပေါ့330နဲ့3ယောက်ထဲမှာ15ယောက်မှာအရေးစကားတဲ့ရွေးထားတယ်မြန်မာနိုင်ငံကချဖို့လိုက်ပါတယ်ဆိုတော့ဒီနေ့ကသူတို့ရွေးมาဖြစ်တယ်9နိုင်ခွဲมาရွေးมาဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဝါရင်တရုတ်ဆောင်ဒါရိုက်တာကဗျာဆရာเนาะအဲ့ဒါဆွေစုံရနှုတ်ပညာရှင်เนาะအဲ့ဒီမှာသူ့ရဲ့တက်လိုက်တဲ့ဘွဲ့တွေကတော့အများကြီးပါပဲเนาะအဲ့ဒီမှာ ဥမမောင်မြင့်နာဆိုတဲ့လူကနေပြီးတော့ထေဆုံသွားပြီအသက်ကတော့60နဲ့3နှစ်ရှိပြီဆိုတော့ဟိုတရက်နေ့ကပဲနောက်ကျွန်တော်တို့ဥလှစော90နဲ့2နှစ်သူကတော့လေဘေးမှာကင်ဆာဖြစ်တယ်ဆိုတော့လေဘေးကင်ဆာနဲ့နေပြီးတော့သူဆုံးသွားတယ်နဲ့တော်လာရေးနေမြေတနေရာမှာเนาะအဲ့ဒီမှာတနေရာမှာဆိုတာကတပြားနေရာအထီးချကိုသူတို့မပေးဘူးဘာဖြစ်လို့ဆိုတော့မအလကပုံချိန်မှာဆိုလို့အဲ့ဒီမှာသူတို့ကလည်းလွံ့မြောက်နေတဲ့တနေရာမှာသူတို့ ချင်းပါကြတယ်เนาะဟိုလာဆော့ကိုလန်နာကလည်းကျွန်တော်တို့ဒီတတိမီဒီယာလောကမှာဆိုလို့ရှိရင်တော့ထိတ်စီတတိအနေနဲ့ကျွန်တော်တို့တွေးရတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ AA ကိုနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကဆက်ဆက်ရတော့မယ်เนาะကျွန်တော်တို့ဒီကွန်ဖရင့်လမ်းကြောင်းတော့ပါတော့ကိုကျွန်တော်ဘာဖြစ်ဆိုတော့ဒီအဲ့ဒီမှာဆိုလို့ရှိရင်ဆက်ဆက်ဆက်လုံးဝမရှိတော့ဘူးเนาะမရှိတဲ့ခါကျတော့ ဒီဘင်္ဂလားဒေ့ချ်ကအေအေကိုပွဲမထုတ်လို့မရတော့ဘူးเนาะအေအေပွဲထုတ်ပြီဆိုလို့ရှိရင်အဲတရားဝင်ဖြစ်သွားလိမ့်မယ်เนาะတရားဝင်အစိုးရအနေနဲ့ဒီရခိုင်မှာဆိုလို့ရှိရင်တော့တရားဝင်အစိုးရအနေနဲ့ဖြစ်သွားမယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့မလာကသဘောမတူဘူးအဲ့ဒါကိုကန့်ကွက်တယ်ကန့်ကွက်တဲ့ဟာကိုเนาะဘင်္ဂလားဒေ့ချ်ကလည်းဒါဆိုမိကအဝေးမှာဖြစ်နေတယ်เนาะဘယ်လိုလုပ်ပြီးတော့မိကိုဆက်သွေးလို့ရတော့မှာလဲအခုကအေအေပဲရှိတယ်အေအေနဲ့ပဲဆက်သွေးရမှာပေါ့ဒီကွန်သွေးတွေကတော့အကုန်လုံးပိတ်ထားတော့မှာလားနောက်ကွန်သွေးဆိုတဲ့ခါကျတော့အဲ့ဒီကွန်သွေးကိုအမိပြုတ်ပြီးတော့အဲ့ဒီမှာရှိတဲ့ဘင်္ဂလားဒေ့ချ်ဘက်ကလူတွေရောဒီဘက်က ဒီမြန်မာဖြစ်ကလူတွေကအသက်ရှင်နေလူတွေအများကြီးရှိတယ်တံပေါ်ညာလောက်တဲ့လူတွေအများကြီးရှိတယ်ဆိုတဲ့အခါကျတော့သူတို့အတွက်ကတော်တော်ထိခိုက်မှုရှိတယ်မြန်မာဖြစ်ကထိခိုက်မှုရှိတယ်လို့ဘင်္ဂလားဒေ့ရှ်ဖြစ်ကလည်းထိခိုက်မှုရှိတယ်ဆိုတဲ့အခါကျတော့ခုချိန်မှာဘင်္ဂလားဒေ့ရှ်ကသီသွားပြီးပြပြသသသီသွားပြီးအေအေကိုကျွန်တော်တို့ဆက်ဆံမဲနဲ့လုံးဝမရတော့ဘူးเนาะသူက ဒီဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ AA ကိုတရားဝင်ဆက်ဆံရတော့မယ်အဲအဲ့ဒါအခြေအနေကိုနေပြီးတော့နေဘင်္ဂလားဒေ့ရှ်ကမာလာရဲ့ကွက်ကွက်ချက်ကိုနေပြီးတော့ပြေချလိုက်တယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့တွေ့ရတယ်။တော့ဒီနေ့မေလ9ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပြေချအပ်တယ်ကျွန်တော်ဒီ